ားလုံးပဲမင်္ဂလာပါ26ရက်နေ့เนาะ26ရက်နေ့အတွက်တို့ဒီနေ့ကတော့သူဟိုဟာပေါ့ပတ်တီးပဲเนาะလာပြန်ပြီပတ်တီးပဲမနေ့တစ်ကြိမ်ညနေတစ်ကြိမ်เนาะငါကပတ်တီး3ည၊ညနေကျတော့ပတ်တီးက4เนาะအလိုပဲအကက်ခွေနဲ့မတွဲသွားဘူးเนาะအဲ့အလေးတော့လွဲသွားတယ်နောက်ပြီးတော့ကျတော့ကျမရေဘုဒ္ဓဟူးမကျော်เนาะဘုဒ္ဓဟူးမကျော်ပတ်တီးအောင်သွားပြီး အဲ့တော့ကျွန်တော်ပြောထားတဲ့အတိုင်းပဲအလုံးကိုမွေးကင်းနဲ့အခွေပေါ့နော်သုံးလုံးအခွေပေးမယ်အဲ့လေးပေးမယ်တို့အဲ့ဒီသုံးလုံးအခွေနဲ့ဆက်ပြီးဖိုက်ကြတာပေါ့နော်ဟီရောကငါငါသုံးညာသုံးအခွေကနှစ်ကြိမ်ထွက်သွားတာနော်မလာတော့ဘူးထင်တာအဲ့ကြောင့်ရဲလို့ပြောလိုက်တာ ။ तू ကနောက်တစ်ကြိမ်တော့ကောက်ပြီးတော့เนาะ35လို့ထွက်သွားသေးရဲ့။အခုသုံးလုံးအခွေเนาะအဲ့ဒီသုံးလုံးအခွေကဘာလဲဆိုရင်တို့946 946ခွေမယ်အပူပါခွေပေးเนาะအပူပါခွေမယ်မခွေတတ်တဲ့သူကကျွန်တော်ပြောပြမယ်။946 46အာမ ကိုကိုလေးလေး66အဲ့ဒါပြောနော်အဲ့တော့ကိုလေး6ကိုခွေးမင်းအပူပါအဲ့ဒီကောင်စပြီးမွေးတော့တောက်ကြထီနော်တောက်ကြထီမွေးအခုကျမကဟိုနော်ငါးလုံးအခွေကက်ရောင်းကက်ငါးလုံးအခွေကက်ကလည်းအောင်သွားပြီဗုဒ္ဓဟူးမကျော်ပတ်သည်အောင်သွားပြီအဲ့တော့ကျမအခုထပ်ပြီးရောင်းထားတာပါရှိလဲဆိုရင် break မနေ့ကကျမပြောခဲ့ရယ်နော်စိန်ခေါ်ထားတယ် နော်လိုက်ရတဲ့ဆိုရင်လာခဲ့2000နဲ့လို့ပြောထားတယ်အဲ့ဒီ break ကြံသေးတယ်အဲ့တော့ကျမရေဗုဒ္ဓဟူးမကျော်ပတ်တီဝယ်ထားတဲ့သူတွေတို့ဘောနောငါးလုံးခွေကဝယ်ထားတဲ့သူတွေတို့ကကြတော့သူကဒီ break တို့ဘာလို့ဆိုရင်ထပ်ဝယ်စမ်းမလို့တော့ကျမအော်တိုအော်တိုပို့ထားလိုက်တာနော်သူကတခါရဲ2000လေးပဲပေးလိုက်တာရှိသေးရဟုတ်လား2000လေးနဲ့တန်နေရတော့မှာနော်အဲ့လိုအဲ့တော့ ဒီ bracket ကိုအသုံးပြုနေတဲ့သူတွေကလာဝဲလို့ရပါသေးရဲ့အဲ့တော့နေတိုက်ပြောမယ်နေတိုက်ကနေကွန်ပတိ6 3 9 4 5 3 8 and အကက်ခွေ4 5 3 8เนาะအကက်ခွေအဲ့တော့ break အသုံးပြုမဲ့သူတွေက42 44 5639ခွန် okay bye bye